ခொနည်းတော်သမီးပြိတ္တများရွှေစောပြိတ္တများအလုံးမင်္ဂလာပါရှင်ခொနည်းတော်သမီးပြိတ္တတွေအတွက်နေုံလာပြီနေမှာဆောင်ရွက်ရမယ်ကုသိုလ်တော်အစီအစဉ်လေးကိုတင်ဆက်ချင်ပါတယ်ရှင်နေုံလာပြီနေမဟာသမယအခါတော်နေ့ မဟာသမယလို့ဆိုလိုက်တော့ကျမရဲ့ခုနှစ်သားသမီးပြိတ်သက်တည်းယုံကြည်ကြည်ညိုစွာနဲ့ရွတ်ဖတ်ပူဇော်လေးရှိကြတဲ့မဟာသမယတုတ်တော်ဖြစ်ပေါ်လာရတဲ့သမိုင်းကြောင်းလေးကိုအနေငယ်ပူဇော်ကြပါတယ်ကျမတို့ရဲ့ကျေးဇူးတော်ရှင်မြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးသည်ကပိလဝုတ်ပြည်မဟာဝုန်တော်ကျင့်အတွင်မှာစကြဝဠာတိုက်တောင်းကလက်ပြမအပေါင်းတို့ကိုမဟာသမယနာမတွင်ခေါ်တုတ်တော်ကြီးကိုဟောကြားတော်မူခဲ့တယ်လို့ဆိုပါတယ် မဟာသမယဆိုတဲ့ဝေါ်ဟာရကို အလွန်ကြီးကျယ်သောအခါသို့မဟုတ်ကြီးကြီးကျယ်ကျယ်စုဝေးခြင်းလို့အတိတ်ပဲဖွင့်ဆိုကြပါလေမဟာသမယတုတ်ရဲ့ထူးခြားချက် မဟာသမယတုတ်သည်နတ်ပြမများကို ဟောကြားသောတရားဖြစ်ပါလေတရားနာပုဂ္ဂိုလ်နတ်ပြမအသီးသီးတို့ရဲ့အကြိုက်ဇယိုင်းနဲ့ကိုက်ညီတဲ့တရား၆တုတ်လုံးကိုတစ်ချိန်တည်းမှာဟောကြားခဲ့တဲ့တုတ်တော်ဖြစ်တဲ့အတွက် ၊လက်တီဝါများ၊လက်ပြမများအလုံးနှစ်ချိုက်ကြတယ်လို့ဆိုပါတယ်။အဲဒါကြောင့်လေ၊လက်ချစ်တုတ်တော်ရဲ့လို့ဝေါ်ဟာရလေးတင်ကျလာခဲ့ပါတယ်ရှင်။အဲတော့ကျမတို့ကဒီမဟာသမယအခါတော်နေ့မှာကျမရဲ့ခொနည်းသားသမီးပြိသက်တီဒီယူဖတ်ပူစော်လေးရှိကြတဲ့မဟာသမယတုတ်တော်ကြီးကိုယူဖတ်ကြတော့မယ်။နေုံလားပြင်းလေးဖြစ်တဲ့အတွက်မြတ်စွာဘုရားမှလည်းဆုံးနေစက္ကလှူဒန်းကြတော့မယ်။အဲ့ဒီ ုသိုလ်ကောင်းမှုတွေပြုလုပ်ကြမဲ့ခொနည်းအသားသမီးပြည့်တတ်တွေကိုနေုံလာပြင်းနေမှာကျမကလောကီပညာကံလေးဖြစ်ဆွတ်ချင်တာပါရှင့်အဲ့အတွက်ကြောင့်မလို့ကျမကနေုံလာပြင်းနေမဟာသမယအခါတော်နေ့ရက်နေ့စပြီးတော့အဋိဋ္ဌံလေးကိုရဲ့ဝင်ဖို့အတွက်ကုသိုလ်တော်အစီအစဉ်လေးမှာပါပါမယ်နောက်တစ်ခုကမဟာသမယတုတ်စပြီးတော့ ဒီရွတ်မဲ့နေုံလားပြည့်နေရနေပြီးတော့အတိတ်ထံကိုယ့်ရဲ့လုံးမှာလှူဝမဲ့စွန်းအချိုပွဲပစ္စည်းလေးတစ်ခုလှူပွဲလေးတစ်ခုပါနေပါမယ်။အဲ့ဒါဒီကျွန်မအခုတင်ဆက်မဲ့နေုံလားပြည့်နေရဲ့ကုတူတော်အစီအစဉ်မှာပါဝင်မဲ့လှူပွဲပစ္စည်းနဲ့အစီအစဉ်တွေဖြစ်ပါရဲ့ရှင်။အဲ့တော့ကျွန်မတို့ကနေုံလားပြည့်နေရနေစမယ်။ မဟာသမယအခါတော်နေ့ဖြစ်တဲ့အတွက်မဟာသမယတုတ်ကိုရွတ်ဖက်ပူဇော်မယ်။နေုံလာပြည့်နေ့ကနေစပြီးတော့ကိုယ့်ရဲ့အတိတ်ထံဖြစ်ပါရဲ့ရှင်။အဲ့တော့နေုံလာပြည့်နေ့မှာမဟာသမယအခါတော်နေ့မှာမဟာသမယတုတ်ကိုရွတ်ဖက်ပူဇော်တဲ့ကိုယ့်ရဲ့အတိတ်ထံဖြစ်တဲ့အတွက်32ပုံအားလုံးကိုမြစ်တာတော့ပို့ပါရဲ32ပုံအားလုံးလည်းပါဝင်နေပါမယ်။သို့တော်လည်းနတ်ပြမာများအထူးမြစ်တာပို့ပါမယ်ရှင်။အဲ့တော့ကျမတို့ကဒီငတော်လာပြည့်နေ့ရဲ့မနက်ပိုင်းအစီအစဉ်ပေါ့။ မနက်ပိုင်းမှာပြုလုပ်ရမယ်ကုသိုလ်အစီအစဉ်မှာကုသိုလ်ရှင်ခွန်လေးသားသမီးပြည့်သက်တွေဒီတောက်တော်ရေးကျန်းစုံပန်းစင်ပြီးဒီလှူဒန်းကြပါလိမ့်မယ်အဲ့ဒီလှူဒန်းတဲ့လှူဝဲပစ္စည်းတွေမှာ မုံလုံးရေပေါ့ကိုလုံး အရှိအတွက်အားဖြင့်ကိုလုံးမြတ်စွာဘုရားကိုလှူရင်လည်းပကံများတစ်ချက်တည်းမှာမုံလုံးရေပေါ်ကိုလုံးအဖေယဟန္တာအရှင်သူမြတ်ကြီးတွေကိုလှူရင်လည်းတပိတ်ထဲမှာမုံလုံးရေပေါ်ကိုလုံးပကံများတစ်ချက်တည်းမှာကိုလုံးမုတ်ကမုံလုံးရေပေါ်ဖြစ်ရပါမယ်အရှိအတွက်ကိုကနန်းဖြစ်ရပါမယ်ရှင်အဲ့ဒါလေးကကျမတို့နေုံလာပြည့်ရဲ့နေ့ရဲ့စနစ်ရှိပိုင်းစွန်းကိစ္စမှာပါဝင်မဲ့စွန်းအချိုပဲအလှူပါနောက်နေုံလာပြည့်နေ့မဟာသမယအခါတော်နေ့ဖြစ်တဲ့အတွက်မဟာသမယတုတ်တော်ကြီးကိုအထူးရွတ်ဖတ်ပူဇော်ကြမယ်။အဲ့ဒီမှာခொနည်းသာသမီပြိဋ္ဌတ်တွေ ပြီးရုံးသမားအပေါင်းသမားတွေပါတယ်ကုမ္ပဏီဝန်ထမ်းတွေပါတယ်အဲဈေးအောင်ဈေးဝယ်တွေပါတယ်အဲ့ဒီအတွက်ကြောင့်မလို့နေုံလပြည့်နေ့မှာစတင်ရွတ်ဖက်ရမယ် မဟာသမယတုတ်တော်ကိုကျမကအချိန်တတ်မှတ်တဲ့နေရာမှာအားလုံးအဆင်ပြေမဲ့အချိန်လေးဖြစ်အောင်ဒါလေးကိုစီစဉ်ထားပါတယ်ဥပမာဆိုတော့ကျမကမနက်9:00နာရီမှာရွတ်ပါဆိုရင်ဂျုံသမားကျောင်းသားတွေအဆင်မပြေဘူးည9:00နာရီမှာရွတ်ပါဆိုရင်ညပိုင်းအလုံးလုံးရတဲ့လူတွေအဆင်မပြေဘူးအဲ့လိုလေးဖြစ်နိုင်တဲ့အတွက်မဟာသမယတုတ်ကိုနေုံလာပြီးနေရာနေစတဲ့အဒိဋ္ဌံမှာနာရီမိနစ်ပေါင်းခြင်းကိုကနန်လည်းရပါတယ်ရှင်မနက်4:50မှာရွတ်လို့ရပါမယ် 9:40မှာရွတ်လို့ရပါမယ်။10:10မိနစ်ရွတ်လို့ရပါမယ်။9:20ရွတ်လို့ရပါမယ်။6:00နာရီခွဲရွတ်လို့ရပါမယ်။မနက်ပဲဖြစ်ဖြစ်နေ့လယ်ပဲဖြစ်ဖြစ်ညပဲဖြစ်ဖြစ်ကိုယ့်အလုံးနဲ့အစဉ်ပြေတဲ့အချိန်နာရီမိနစ်ကဏ္ဍအလုံးပေါင်းခြင်း ကိုကနန်းဖြစ်ရပါပြီရှင်။အဲ့ဒီကုသိုလ်တော်အစီအစဉ်လေးကအခုနေုံလာပြည့်နေ့မှာကျွန်မပြန်ပြောရရင်မနက်7:00နာရီရေးပိုင်းစွန်ပတ်ရေကျန်းလှူတဲ့နယ်ကိစ္စမှာမုံလုံးရေပေါ်ကိုလုံးပါပါမယ်။အဒိဋ္ဌံရက်တိုင်းမှာထည့်လှူသွားပါမယ်ရှင်။နေုံလာပြည့်နေ့ကနေစပါမယ်။ကိုရက်တိုင်တိုင်ဝင်မဲ့အဒိဋ္ဌံကုသိုလ်တော်ဖြစ်ပါတယ်။အဲ့တော့မဟာသမယတုတ်ရဲ့အခောက်ရေအခောက်ရေကတော့ ခொနဲ့သာသူပြိသက်တွေအဆင်ပြေသလိုပဲကို့မှာရှိတဲ့အချိန်နဲ့တစ်ခေါက်ပဲယူရင်လည်းယူကိုခေါက်ပြည့်အောင်ရွှေ့ချင်လည်းရွှေ့ပေါ့နော်အဲ့တော့နိုင်နဲ့စက္ကန့်မိနစ်နဲ့နိုင်နဲ့မိနစ်နဲ့ပေါင်းချင်းဒီကိုကလန်ဖြစ်ရမယ်အဲအဲ့ဒီကုသိုလ်လေးကိုဆောင်ရွက်မယ်ဆိုရင်နေုံလာပြည့်နေ့ဒီအမတန်မှထူးခြားတဲ့မဟာသမယအခါတော်နေ့ဖြစ်ပါတယ်အဲ့ဒီမှာကျမတို့ကလောကီအကျိုးစီးပွားလေးလည်းဖြစ်ထွန်းအောင်လောကီပညာကံလေးဖြစ်ဆွတ်ပြီးတော့စွန်းလေးနဲ့အဲမဟာသမယတော့ရွှေ့ရမယ်အချိန်ကာလလေးကိုလောကီပညာကံလေးဖြစ်ဆွတ်တဲ့အစီအစဉ်လေးဖြစ်ပါတယ် ခုနှစ်သားသမီးပြည့်တတ်ပေါင်းလို့ရှင်မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီး ਨੇ ပတ်သက်တဲ့လာပြည့်နေ့နေတူးနေ့မြတ်တွေထဲမှာနေုံလာပြည့်နေ့ဟာလဲထူးခြားတဲ့နေ့မဟာသမယအခါတော်နေ့ဖြစ်ပါတယ်အဲ့တော့နေုံလာပြည့်နေ့ရဲ့ထူးခြားချက်တွေအများကြီးရဲ့မှာမှနေုံလာပြည့်နေ့ဒီထူးခြားမှုတွေတော်တော်များများရှိတယ် အဲ့ထဲမှာမှထင်ရှားတဲ့ထူးခြားချက်လေးကိုပြောရရင်နေုံလာပြည်နေရငင်းချမ်းချင်းကိုဖော်ဆောင်တဲ့နေ့ဖြစ်ပါတယ်။ယဟန်တော်900လုံးယဟန်နာကြီးဖြစ်သောနေ့လည်းဖြစ်ပါတယ်။နိမိတ်တော်ဖျားကမေး၍ဗကရီဖျားကဖြည့်သည်ကို ကြရတော်နေဖြစ်ပါတယ်။စသည်စသည်စသည်ဂုံအင်ဂုံလူစွင့်တတိများနဲ့ပြည့်စုံတဲ့နေုံလာပြည်နေမှာအခုကျမတင်ဆက်ခဲ့တဲ့ကုသိုလ်တော်အစီအစဉ်လေးကိုဆောင်ရွက်ကြမယ်ကုသိုလ်ရှင်ခொနည်းရသားသမီးပြိတ္တအားလုံးတို့လည်းတမန်တော်ကနှစ်ကောင်းနှစ်မြတ်များရဲ့ချစ်ခင်နှစ်တက်မှုဆောင်ရှောက်မှုနဲ့မေတ္တာတက်တည်မှုရရှိပြီးတော့ခொနည်းသားသမီးပြိတ္တများရဲ့ဆောင်ရွက်ကြတဲ့ကိစ္စအတိုင်းမှာအထွတ်အထိပ်အောင်မြင်မှုတွေရရှိကြပါစေရှင်။